ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီနေ့ကျွန်တော်ခမန်းပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲကတော့ Premier League ပွဲစဉ်ဂိုးဖြစ်တဲ့ Arsenal နဲ့ Crystal Palace တို့ရဲ့ပွဲကြိုသုံးသပ်ချက်တွေကျွန်တော်ဒီအလုပ်ပေးခြင်းပါတယ်ကျွန်တော်ကအခုပထမအဆုံးနဲ့ကျွန်တော်လေ့လာကြည့်ရမဆိုရင်အာဒီနှစ်တင်းရဲ့အထက်တွဲဆုံမှုနောက်ဆုံး၅ပွဲမှာဆိုရင် Arsenal တင်းကအတားစီးရပြီးတော့၅ပွဲမှာ Arsenal က၄ပွဲနိုင်ထားတယ်တပွဲတည်ထားတယ်ဆိုတော့ဒီနောက်ဆုံးတွဲဆုံမှုမှာကဟို Arsenal က ်အသားစီးယူထားကျွန်တော်ပြည်မြလေးမှာဆုံးပွဲမရှိဘူးဆုံးပွဲမရှိတာဟုတ်နိုင်ပွဲပဲ dot dot ဆိုနိုင်ပွဲရထားတယ်ခစ္စတယ်ဘေးကျတော့အခုနောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်တယ်တပွဲဆုံးတယ်တပွဲတည်းရထားတယ်ဆိုတော့ဒီပွဲလည်းအရင်ကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်အာဆင်နယ်ရဲ့အင်ဂွန်ဖြစ်တယ်အခစ္စတယ်ဘေးကျတော့ away ကွန်လာကစားမှာဆိုတော့နော်ဒီပွဲမှာကျွန်တော်တို့အာလေးလာတုံးတမ်းမှာဆိုသူရထုံးစံတိုင်းပဲလေးနဲ့တုံးနေထွက်လာမယ်ပြီးတော့ရှင်ဒီကျွန်တော်ကျွန်တော်ဟိုးရင်တုံးကကျွန်တော်ဒီ အာပြီးခဲ့တဲ့ဘက်ကအာဆင်နယ်ပွဲမှာကျွန်တော်ခမန်းဟိုကျွန်တော်ပြောဖူးတယ်အာဟိုအာဆင်နယ်ရဲ့တိုက်စစ်မှာဘီတာယော့ကရက်ကခြေစွန်းပြလာလို့ရှိရင်အာဆင်နယ်ကပြည့်ပြည့်စုံတဲ့အတင်းတင်းဖြစ်မယ်ဆိုတော့ကျွန်တော်ပြောဖူးတယ်နော်အာပိတ်တက်တယ်ဟိုဟိုမှတ်မိလားမသိဘူးအခုဘီတာယော့ကက်ကချန်ပီယံလိပွဲမှာညာတော့ငကိုသွန်းထားတယ်ငကိုသွန်းထားတော့လော့ဆီကသူကယုံကြည်မှုအပြည့်ပြန်ရှိမှဖြစ်တယ်အဲကြောင့်ဒီပွဲဟာအာဆင်နယ်အတွက်ကတော့တကယ်ကိုယုံကြည်မှုအပြည့်ရကစားမယ့်ပွဲတစ်ပွဲဖြစ်တယ်ပြီးလို့ရှိရင်ဒီ အာဆင်နယ်ရဲ့တိုက်စစ်မှာ easy ပါလာလို့ရှင်သူကအရန်ဟိုတိုက်စစ်ကထိရောက်မှုရှိတယ်ပြီးလို့ရှင်ဒီ easy လက်ပါမယ်ဘီတာယော့ကရက်ကလည်းဒီတွန်းကိုးတွေပြန်လဲရရှိမှဆိုရင်အာဆင်နယ်ကတကယ်ပြည့်ပြည့်စုံတဲ့အတင်းတင်းဖြစ်လာမယ်လို့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကအာဆင်နယ်ရဲ့ပွဲကြုံသုံးနှက်ချက်မှာကျွန်တော်ပြောဘူးတယ်အခုပတ်ပွဲမှာအာဆင်နယ်က10ရိုးနေရာမှာဟို easy ကိုတုံးလာမယ်အာဘီတာယောက်ရဲ့လက်ခြေစွန်းပြမှာဆိုရင်ယုံကြည်မှုကိုဆက်တဲ့ထင်းတင်းမိမှာခြေစွန်းနဲ့ပြန်လာလဲရရှိမှာဆိုရင်တော့ ဒီပွဲလည်းအာဆင်နယ်အတွက်လုံးဝဟိုအနိုင်ပွဲပဲဆိုတော့ကျွန်တော်ဒီပွဲဒီပွဲမှာကျွန်တော်ခမန်းချက်ကတော့အာဆင်နယ်ဘာဖြစ်ဒီသူ့ရဲ့အာသူ့ရဲ့အင်ကွန်လည်းဖြစ်တယ်ဒီပွဲလည်းဘာဖြစ်အနိုင်ရရှိမလို့ကျွန်တော်ခမန်းချင်တယ်အိုးဘာကရစ်နာရဲ့အာစတေပလစ်ကအရန်ကောင်းတဲ့အတင်းတင်းဖြစ်နေတယ်တင်းမကောင်းတယ်ဒီအခုအမိုရီ၃၃နေတဲ့ဒီ၃၄၃တုံးလေတုံးကစားကောမှာသူကကောင်းကောင်းဒီဒီစုဖက်မှုနဲ့ကောင်းကောင်းလေးတော့အတုံးချရတယ်တပည့်ကောင်းကောင်းလေးအခု အာ crystal bellic အတင်းကအကောင်းကောင်းလေးအလုတ်ဖြစ်နေတယ်ဒီဒီအာဒီကစားကွက်နဲ့ပေါ့နော်အလုတ် crystal bellic ကလည်းအခုလောလောဆယ်သူတို့မှဒီခြေစွန်းတွေတက်နေတယ်ခြေစွန်းကောင်းတဲ့ဟိုဟိုကစားမတွေပိုင်ဆိုင်ထားတယ် warden တို့ပြီးလို့ရှင် myla sa တို့ပြီးလို့ရှင်ဒီအာ madita တို့ရှိတယ်ဆိုတော့ဒီဘက်ကလည်းအရန်ကြီးကောင်းမဲ့ဘွဲ့စင်တဘက်ဖြစ်တယ်ဆိုတော့အာ arsenal အတွက်ကလည်းဒီဒီဘွဲ့ကလွယ်ကူတဲ့ဘွဲ့စင်တဘက်တော့မဟုတ်ဘူး arsenal ကသူ့ရဲ့ tempo သူ့ရဲ့ demo ကိုဆက်လိုက်မှထိန်း ထားမယ်ဆိုရင်တော့ဒီဘွဲလည်းခက်ခဲပြီမဲ့နိုင်ဘွဲတော့ရရှိမယ်ဒါပေမဲ့အာရလကတော့ဂျင်းမြောင်းတဲ့ရလဖြစ်မယ်တော့ကျွန်တော်တို့ခမန်းချင်တယ်ပြီးလို့ရှိရင်ဒီဘွဲမှာလည်းဒီအာဆင်နယ်က2-1 motion ဒူးစီလောက်နေတော့နိုင်သွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲဆိုတော့ကျွန်တော်ဒီဘွဲမှာလည်းအာဆင်နယ်ပရိတ်တာတွေနဲ့ဒူဘောလုံးချအာဇာဝါဒန်ချင်နေနေတဲ့ဒီဘွဲလည်းကြီးကောင်းပဲဘွဲစဉ်ဘွဲဖြစ်လို့ဆက်လက်ပြီးမှစောင့်ကြည့်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်